Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာတက်ညနေစောင်းမှာတက်လာခဲ့တယ်ပေါ့နော်ဒီလိုရင်းတူရှင်သတင်းတွေအရင်ဖတ်ပြမယ်ပြီးရင်သတင်းပီတွေတွားပြီးကြည့်ကြပါမယ်နော် โอเคလူရင်းတူရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တော်လန်ရေးပုံဖြစ်တဲ့ဝါရဖြန့်စကားထုတ်လွှင့်နေဆိုတဲ့စကားသတင်းမှဖြစ်ပါရနော်အဲ့တော့ချမ်ပတ်စစ်ကောင်စီကသူ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီရုပ်ရှင်တရုပ်ဆောင်တွေကိုအသုံးချပြီးမှာပေါ့နော်ဒီတော်လိုင်းပုံဖြစ်တဲ့ဝါရဖြန့်စကားထုတ်ထားတွေ့ရတယ်ပေါ့နော်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကိုဝေဖန်မှုတွေရှိနေပြီးတော့ဒီစကားထဲမှာဆိုရင်ဆူဆူရွရွပေါ့နော် ဒီသူတို့တမိုင်းကိုသူတို့လည်းသိပြီးသားပါနော်ဒီအမှုပညာရှင်တွေကိုယ်တိုင်ကနေစခဲ့တဲ့ဒီတမိုင်းကိုသူတို့ကနေသူတို့ပြန်ပြီးတော့လိန်ပြီးတော့ပါနော်ပြောထားတဲ့စကားပဲဖြစ်ပါတယ်အထက်မှာဆိုရင်အစိုးဆုံးကတော့ကျွန်တော်တို့ PDF တွေကိုစော်ကားထားတဲ့စကလုံးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လာတဲ့ဆိုရင်အာဟိုပြည်သူလူထုကိုပေါ့နော် တိပေးချင်းချောက်တဲ့စကားလိုပုံစံနဲ့အများကြီးပေါ့နော်ပြောထားတဲ့ဟာတွေတခြားစော်ကားတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီမှာပါတဲ့ရုပ်ရှင်မင်းသားတွေမင်းသမီးတွေပတ်သက်ပြီးတော့လည်းခန့်နေကြရင်တော့ကျွန်တော်တို့ duration တပုတ်ကိုကြည့်ရအောင်ဖြစ်ပါရနော်အဲ့တော့ဒီအခုချိန်မှာဆိုရင်တော့ဒီဖက်ကွက်စာရုပ်နုပညာရှင်တေးဥဆောင်နေဆိုတဲ့ကောင်တွေကတော့ပြည်သူလူထုကိုတက်တက်ကြီးစော်ကားတော့ဖြစ်ပါရနော် နောက်ထပ်တင်းတပုတ်ကတော့မြင်းကြံမှာစစ်တပ်ထိုင်ချတဆွဲထားတဲ့တမ်မနီစိုက်ရင်ကိုတရားခုံမှာမှရှော့လိုက်တဲ့ဆယ်လုံးပြစ်ပြတ်ခတ်တခဲ့မှုစစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုတွေများပြားသွားတယ်လို့သိရပါပါတယ်ခင်ဗျာမန္တလေးတိုင်းမြင်းကြံမြို့နယ်အကြမ်းဖက်စစ်တပ်ထိုင်ချတဆွဲထားတဲ့တမ်မနီစိုက်ရင်ကိုတရားခုံမှာမှရှော့လိုက်တဲ့ဆယ်လုံးပြစ်ပြတ်ခတ်တခဲ့ရာစစ်သား15ဦးမျိုးစာဖြစ်ခဲ့ပြီးမြင်းကြံ District Battalion 2မှတရင်မှုကသတင်းပို့ထားလို့သိရပါပါတယ် တော့မြင်းချက်တမ်းရီဆိုင်ကိုကျွန်တော်တို့ပြစ်ခဲ့တာပါတဲ့ဆယ်လုံးပြစ်တာမှာ၈လုံးကအောင်မြင်တယ်၈လုံးအောင်မြင်တဲ့အထဲကနေ၄လုံးကထိချက်ကောင်းကိုမှန်ပါတယ်တဲ့အဲ့ဒီ၄လုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြောက်ရောက်ပောက်ခွေးခဲ့လို့စစ်ခွေးတွေတည်ဆုံတာများခဲ့တာပါတဲ့အဲ့ဒီနေရာမှာစစ်ခွေးအင်အားက200ဝန်းကျင်ရှိတယ်လို့လည်းသိရတယ်စစ်ခွေးတွေကခက်မှန်းကြီး15ဦးမျိုးစားဖြစ်တယ်လို့သိရတယ်ဗောနော်တဲ့ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်တယ်လို့သတင်းပေးပို့ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပို့ကတော့မောင်မကန်နေမီရဲစခန်းထဝဲခင်တပ်ပေါင်းစုတိတ်ပတ်လိုက်ပြီဆိုတဲ့သတင်းမှဖြစ်ပါတယ် ဲ့တော့တရင်တာတွေအတိုင်းလောင်းလုံမျိုးနဲ့မောင်မကန်နေမီရဲစကန်ကိုထွေခရိုင်တပေါင်းစုတွေကဒီကနေ့အောက်တိုဘာ26မနက်မှာတိမ်မဲ့ခဲ့တယ်လို့စီးရီးသတင်းမြစ်ကပြောတယ်ပေါ့နော်အဲလင်းရင်ဘုံလာကျဲတယ်ရှေ့တမ်းမှာရှိတဲ့ရဲဘော်တွေလုံခြုံမှုလိုရတဲ့အတွက်ကြောင့်လို့အခုလက်ရှိမြေပြင်အခြေအနေမှာဘာမှတော့မသိရသေးပေမဲ့အခုကရှေ့တမ်းမှာရှိတဲ့ရဲဘော်တွေအခြေအနေကိုမထုတ်ပြန်သေးတာဖြစ်ပါတယ်တဲ့ ခုကတော့ဆက်တယ်လို့တော့ရတယ်တရားတော့ပြောလို့မရသေးဘူးထောက်ဝဲတပ်ပေါင်းစုတွေဝင်သိမ်းတာရှိတယ်လို့လည်းသတင်းပေးပို့ထားပါတယ်ခင်ဗျာအဲ့တော့ဒီမမကန်နေမီရဲစကန်ကတော့အခုဆိုရင်ဒေါ်လာတစ်ဖွဲ့ကြီးရဲ့သိပ္ပံချင်းကိုခံလိုက်ရဖြစ်ပါနော်ကဲနောက်ထပ် သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာစံဖွတ်ပါတီကိုမဲပေးရန်ဖိအားပေးလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှူးအေးတောင်းကိုပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးမျိုးစားဖြစ်သွားတယ်လို့သိရပါတယ်။တာယာဂရိုင်တိတ်တာယာဝရီခရိုင်တရင်3800နှစ်တက်ခွဲလေးမြေရောက်ပြောက်ချတက်ဖွဲ့အုပ်ဖို့မှာကိုဒီဝါကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရန်ကုန်နယ်အသက်18နှစ်အရွယ်ចောင်းသားမောင်ဝေဖြူကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်19နှစ်မှတ်ပုံနဲ့အတုထုတ်ပေးကစစ်မှုထမ်းတင်တန်းចောင်းသောပို့ဆောင်မှုမိသားစုကအထောက်အထားအပြည့်ပြည့်စုံပြီးပြန်လဲကယ်ထုတ်လာရတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်เนาะအဲ့တော့ Champions League ကောင်စီကနောက်ပိုင်းကျရင်ဒီတဲ့ပို့ဆိုးမှာပါเนาะကိုကလူကတဖြည်းဖြည်းရှားလာတာဖြစ်တယ်အသက်ပြည့်တာတွေမပြည့်တာတွေသူတို့မသိတော့ဘူးအဲ့တော့အသက်ဒီ16နှစ် ပတ်ချလေးတွေဆိုရင်တို့ကကြည်ထားပြီးသားပါเนาะအဲ့တော့တစ်နှစ်လားတစ်နှစ်လားစောင့်ပြီးတို့ကဖမ်းပါအဲ့တော့စင်းစရာတွေတို့ကောက်တယ်ဆိုတာလကားမဟုတ်ပါဘူးเนาะဘာလို့ဆိုတော့တို့ဒီစစ်ကကြာမယ်ဆိုတော့တို့ကတွက်ထားပြီးသားဖြစ်တဲ့အတွက်ပါเนาะဒီစစ်မပြီးမချင်းတို့ကဒီပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုခေါ်ယူမှာပါเนาะသုံးချောင်းမှာဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပဲပြည်သူအားလုံးပဲသတိထားကြပါเนาะကဲပထမအဆုံးကျွန်တော်တို့ကြည့်ရမယ့်သတင်းပြီးတော့တပုတ်ကတော့ဒီနေ့ ASEAN အစည်းအဝေးမှာသမရထရန်ရောက်လာတဲ့သတင်းမျိုးဖြစ်ပါเนาะသမရထရန်ကအခု မလေးရှားရောက်လာပြီပြီးပြီဆိုရင်ကျွန်တော်ဒီအာရှနိုင်ငံတွေကိုပတ်ပြီးတော့သွားအောင်မယ်လို့လည်းသိရမှာเนาะအဲ့တော့တမနာထရန်ရောက်လာတဲ့ပုံစံလေးတစ်ချက်ကြည့်ကြည့်အောင်เนาะလုံးဝเนาะဒီလိုက်ငားလိုက်နေတယ်เนาะဘေးရ ကဲဒါတော့လေးဘွားစစင်းချင်းပေါ့နော်တကယ်ပဲတက်တက်ချာချာနဲ့ခုလိုမျိုးရောက်လာတာဖြစ်ပါတယ်နော်အဲ့တော့သူကတော့တက်တက်ချာချာနဲ့ရောက်လာတယ်ဒီတချို့တချို့နိုင်ငံတွေတချို့အကောင်တွေပေါ့နော်ဒီကြားဖြန့်ဖွဲ့တွေကတော့အချိန်မှဆိုရင်ထိတ်နေရပြီဖြစ်ပါတယ်နော်မကြခင်ကြားဖြန့်ဖွဲ့တွေဘလို့ပညာပြမလဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းပါတယ်နော်ကဲပထမဆုံးကျွန်တော်ကြည့်ရမှာဦးသိမ့်မက်ပြည့်ရဲ့သတင်းဗီဒီယိုတွေကမှာအတော်လေးပေါ့နော်ဒီတက်တက်ခံရဲ့ဒီ ရွေးကောက်ပွဲကိုပေချလိုက်တဲ့အားနဲ့ပတ်သက်ပြီးတော့သူတို့ဥပဒေထုတ်တဲ့ပုံစံလေးကိုသဘောကျတယ်ပေါ့နော်သူတို့ဘလို့ထုတ်လဲဆိုထုတ်ချင်တိုင်းထုတ်နေကြတာပေါ့နော်အဲ့တော့အဲ့ဒါကိုဖြစ်ပြထားတဲ့ဦးသိမ်းမြတ်ပြီးတော့အတိုးလေးတစ်ချက်ကြည့်အောင်နော်အဲ့တော့အရှေ့ကိုကြည့်ချင်နေဆိုရင် TM Media ဦးသိမ်းမြတ်ရဲ့ YouTube Channel မှာအပြည့်သွားကြည့်လို့ရမှာနော်ဒေါ်သက်သက်ခါဟာစစ်ကောင်စီဝင်ကြီးဘဝကပြုတ်ခဲ့တဲ့သူပါစေအောင်စုကမကြိုက်တဲ့အချက်တခုခုရှီကောင်းရှီခဲ့လိမ့်မယ်လို့ခန့်မှန်းပါတယ်အဲ့တော့ဒီမျိုးသမီးမျက်နှာကိုလွတ်တော်ထဲမှာငါမမြင်ချင်ဘူးကွာသူ့ကိုဖြုတ်လို့ရမယ် ပုံမှန်တစ်ခုခုရှာပေးကြစမ်းလို့ခိုင်းလို့ရတဲ့ဥပဒေအကြံပေးအဖွဲတစ်ဖွဲအဖွဲချုပ်မယောင်လိုက်မှရှိပုံရပါတယ်။အဲ့ဒါလို့ရှိပြီးတော့အဲ့ဒါလို့ပုံမှန်ရှာခိုင်းတဲ့တခါမှအခုလိုမျိုးဖြစ်လာတာလို့ယူဆပွေရရှိပါတယ်။တကယ်ဆိုရင်လွတ်တော်ကိုယ်စားလှယ်ဆိုတဲ့သူတွေထဲမှာအကျွေးရှိတဲ့လူကပေါ်မှာပေါ်ပါရိုက်တက်လို့တောင်ကုန်နိုင်မှာမဟုတ်ပါဘူး။အဲ့ဒါလို့ပေါ်တဲ့အထက်မှာမှငမိုက်သားတက်တက်ခိုင်းနေတယောက်ထဲထိုင်ငိုပြီးတော့ဆိုတာမျိုးစော်ချလိုက်ပုံကတော့ရိုက်ချက်တော်တော်ပြင်းပါတယ်။ဥပဒေကိုလိုတမျိုးမလိုတမျိုးကျင့်သုံးနေပုံဟာ ဒေါသလက်ခံဖြစ်စင်မှာတော်တော်ကိုပေါ်လွင်ပါတယ်ကျွန်တော်တို့သိထားရမယ့်အချက်ကကျွန်တော်တို့ဟာဥပဒေကိုရှင်းရှင်းလင်းလင်းတိတိကျကျမရေတတ်တဲ့တိုင်းပြည်မှာနေထိုင်နေကြတယ်ဆိုတဲ့အချက်ပါဒါအပြင်ဥပဒေကိုမလိုတမျိုးလိုတမျိုးကျင့်သုံးတဲ့နိုင်ငံမှာနေထိုင်နေကြရတယ်ဆိုတဲ့အချက်ကိုလည်းသိထားဖို့လိုပါတယ်ဥပဒေတွေကတိတ်မြပါတယ်မလိုရင်မလိုသလိုဆွဲလို့ရအောင်လုပ်ထားတာပါဒါပေမဲ့မဖန်းကျင်သေးလို့ရှိရင်လည်း တုံးချင်မှတုံးပါပါမတုံးသေးပဲပြစ်ထားမှာပါဥမာခမရမှနိုင်ငံရေးငွေဒေါ်လာ2ဒေါ်လာလောက်လက်ထက်ရှိုံနဲ့တည်းဖမ်းလို့ရပါတယ်နိုင်ငံရေးငွေလက်ဝယ်ကိစ္စမှုပါရွာမာနေလို့ဆိုပြီးတော့လွတ်မယ်လို့လည်းမထင်ပါနဲ့တော့ကနွားចောင်းသားလက်ထက်မှာလေးกว่าကြိုက်ထားလို့ရှိရင်အဲ့ဒါလက်နက်မှုပါတော်တော်အပြစ်ကြီးသွားနေပါလေငါလွတ်တော်အမှတ်ဖဲဆိုပြီးတော့ဟိုးကောင်းမွန်မင်းသားကြီးလို့မိမ၂ယောက်၃ယောက်ယူမယ်လို့လည်းမကြံပါနဲ့ဟိုလူကဟိုလူခမရခမရပါခပြားဆိုလို့ရှိရင်မျိုးစောက်ဥပဒေနဲ့ကင်လိုက်လို့နားကသွားနိုင်ပါလေ အခုလဲဒီရှစ်ကကြီးကိုသုံးပြီးတော့အကျိုးရှိတဲ့ကောင်ကုံဖြုတ်ဆိုလို့ရှိရင်တော့လွတ်တော်လုတ်တန်းတောင်မှကစားလို့ရတော့မယ်မထင်ပါဘူးနောက်ထပ်ဘယ်နှစ်ယောက်ကိုများဘာပုံမှတက်ပြီးတော့ဖြုတ်အောင်မလဲမပြောနိုင်ပါဘူးတချို့လဲကဲကြားရတာပေါ့နော်တသက်ခံကိုအကျိုးအများလို့ ပယ်ချလိုက်တယ်ဆိုတော့ဖယ်ထားရမှာနော်အဲ့တော့တသက်ခံတယောက်လည်းမဟုတ်ဘူးနော်အမအကျွေးထူတဲ့လူတွေပုံကြီးပေါ့နော်အဲ့တော့ဘလိုပဲပြောတသက်ခံကိုထုတ်ချင်တော့ကိုထုတ်တာဆိုပါဒါဒါပြောင်းရင်းကိုပြောချလိုက်တာပဲပေါ့နော်အဲ့တော့အချက်ဖက်မရောက်နိုင်ကဒီလောက်ထိလူမဆန်မဲနေပေါ့နော်တော့သူလှုပ်ချင်နိုင်လှုပ်တာတိရသန်နေရွေးဝင်ရွေးပြိုင်တဲ့လူတွေကလည်းတကယ်ဘလိုအုံနောက်တွေနဲ့ပြိုင်နေတော့မသိပေါ့နော်အဲ့တော့ဘာပဲပြောပါဒီအာနာငငတ်တက်လိုချင်တာတော့သိကြတယ်ပေါ့နော်ဒီကောင်းနေခုမှတော့ရှက်ကွဲပြီးတော့တနိုင်ငံလုံးရဲ့သတိကြေမှာမျောသွားပြီပေါ့နော် ကဲနောက်ထပ်လည်းကျွန်တော်တို့ဒီတက်တက်ခံနေပတ်သက်ပြီးတော့ဗောနော်အာတုံးသက်ပေးလာတယ်မသက်သက်ရဲ့ဗီဒီယိုတိုးတိုးတစ်ချက်ကြည့်အောင်နော်အယိုးအရင်လေးကတ်ရမလားဆိုရင်ရှင်တို့မှာဖားလိုက်ရလိုက်ရတာနော်ပြည်သူအမုန်းကိုခံပြီးတော့မှာရှင်တို့ဗဇက်ကြီးနေရှင်တို့ဟိုခေတဲ့ဗဇက်နေတကားနေချစ်မကြသေးဟုတ်တယ်ပြောထားတာဟိဘောတော့အဲ့လောက်တဲ့ဗဇက်တွေနေရှင်တို့မတန်မရရှင်တို့ပြောတာကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ပြည်သူတတိုင်းပြည်လုံးညီသူလူထုဘောမှမပနော်အုံနောက်ရှိတဲ့ခမင်းစားတဲ့တင်မြောက်ထားတဲ့လေးစားရတဲ့အတုယူရတဲ့ခေါင်းဆောင်ပြောက်ကိုရှင်တို့ဗဇက်ကပြောခဲ့တော့ကျွန်တော်တို့ကအသေးထဲမှာလေးတိလား အရင်နာကျင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ခေါင်းဆောင်ဘလောက်ထိပေးဆက်ထားလဲဆိုတော့တကပါလုံးသိတယ်ကျင်းတို့ဘက်ကပြောလာတကပါလုံးသိရတောင်ဆန်းစွကြီးကလက်စားတာဘာဘယ်နေရာလက်စားရလဲဟင်ကျင်းတို့လုတ်ခဲသမျှအလုပ်ပြီပဲအဲ့လက်စားတာလို့ခိုးတာဖွက်တာလို့ကျင်းတို့တစ်ခွက်လုံးခိုးနေတဲ့တပုတ်တွေမြန်မာနိုင်ငံထဲမှာရှိတဲ့လူရုပ်မှအောက်တန်းစားတွေကျင်းတို့တွေကနော်ကျင်းတို့တွေကပြန်ပြောတာကျမတို့ခေါင်းဆောင်မြင်ကျင်းတို့တွေကပြန်ပြောတာကျင်းတို့ကထောင်ထဲမှာလည်းထည့်ထားတယ်ဟာလားရှင်ပြိုင်ဖို့အတွက်လည်းကျင်းတို့မှအရေးချင်းမရှိဒီထောင်ထဲထည့်ထားတဲ့ခေါင်းဆောင်တွေကကျင်းတို့မဲခိုးပါလေဆိုပြီးတော့ပြောခဲ့တဲ့စကားတွေကိုတောင်းဝန်ယူမယ်ဆိုလို့ချက်ချင်းချက်ချင်းထောင်ထဲကနေထုတ်ပေးပြီးတော့ကျင်းတို့ရွေးကောက်ပွဲကိုပြန်ပြီးလုပ်တည်လိုက်ရန်ဟင်ကျင်းတို့မဲခိုးပါလေဆိုလဲ ဟိုဟာကိုအဖေမေးခွန်းတွေကိုတခါလေးအဖေဖြစ်သွားအောင်ကျွန်တော်တက်တိရှိလို့ရှင့်ကျွန်တော်ကောင်းဆောင်ပြီးထုတ်ပေးလိုက်ထုတ်ပေးပြီးတော့ရွေးကောက်ပွဲပြန်လုပ်ကြည့်လိုက်စမ်းပါနော်ကျွန်တော်ကအာမခံရတယ်ရဲရဲကြီးအာမခံရတယ်ဟာမဲကိုအပြတ်အသတ်နဲ့နိုင်ခဲ့တာကျွန်တော်ကောင်းဆောင်ပြီးရဘဲခစ်ဘဲအခါမှာဖြစ်ဖြစ်တရင်တို့ထပြိုင်တော့မှအပြတ်အသတ်နဲ့နိုင်တာမဲအပြတ်အသတ်နဲ့နိုင်တာရှင်တို့ပြောချင်သလိုပြောပြီးတော့ထောင်ထဲထည့်ထားခဲ့ကြတယ်ရှင်တို့ကိုယ်တိုင်နော်မြန်မာပြည်ထဲမှာဥပဒေရဲ့အထက်မှာမုတ်တုတ်ထိုင်နေကြတာငွေရှိတယ်ငွေများတရားနိုင်ငွေရှိရဆိုရင်ရှင်တို့လုတ်ချင်ရလုတ်လို့အဲ့ဒီနေရာကိုလည်းရှင်တို့သိမ့်မှတ်မောတာပေါ့ 哎，你又乜毛路俾？先攞過來，NADD 咧顧衞人幾多嚟？先攞 A 啲嘅錢攞埋就攞，NADD 講嚟就 NADD 講嚟就，唔係 NADD 嗰邊咩嘢俾你㗎？先攞啲，掉佢嚟碾下佢，唔唔唔係咩嘢地方做毛路，唔係嘅，no。攰嚟就嚟就，NADD 咧嘛，先攞好路唔係好少啦，啲咯，先攞我講嚟偷嚟偷嚟個，先攞二百萬，拿俾我嘛，哦，先攞萬幾年，萬俾我嘛，先攞少俾我年，不使講啲，冇好搞好搞啲，先攞少幾年，少少咪先俾。嗯，好就攞，先攞預交款，你不得俾我嘛，係啦，先攞不老嘅波嘛嘛，先� 这帮路彪比比他，这每不要姓都逮个苗哩呢，你还有没有哩呢？嗯，百姓也老怕的，这比如百姓收些地没起家了，这都比都流露了。年年啊，这百姓流，百姓老怕地几年啊，这百姓哈怕周边的啊，啊啦，这百姓啊没的呀，这百姓叫也看的啊，就帮路彪的啊，嗯，年的啊，哎，这百姓收些地没没的嘛，我哪个国家了？我们是哟，这百姓够死的，我们地了，好了，这百姓没失落的，这家的嘛，年开年了，喏，人家那些，这百姓逮卡数了，来得平安，失落了。 ရွေးကောက်ပွဲအတွက်အဲ့ဒီနေရာအတွက်အဲ့ဒီခုံအတွက်ရှင်တို့ promotion လုပ်နေတာရှင်တို့ခေါ်ထားတဲ့အမှုပညာတွေကလည်းအမှုပညာရှင်တွေဆိုတာလေအောက်တန်းစားအမှုပညာရှင်တွေပဲနော်အဲ့တော့ကျမတို့က boycott လုပ်တယ်ဆိုတာကလေသိလားရှင်တို့ခေါ်ထားတဲ့အမှုပညာရှင်တွေကိုကျမတို့ boycott အများနဲ့လုပ်နေတယ်ဆိုတာကသူတို့တွေလည်းစောက်ရှက်မရှိလို့ကျမတို့ကလုပ်နေရတယ်အေးဒါပေမဲ့ကျမတို့နိုင်ငံထဲမှာကဟိုကြည့်ကြရုပ်ရှင်ကလည်းမရှိဘူးလေနော်တကယ်ဟိုအမှုပညာရှင်စစ်စစ်တွေက CDM တွေလောက်ထားကြတဲ့ခါကျတော့အဲ့လိုမျိုးတရားဖို့သုံးဖို့ပင်ဝယ်လူတွေကကြည်နေရတာပေါ့ရှင်တို့ကလည်းအဲ့အရာတွေကိုခေါ်ခေါ်ပြီးတော့မှဟဲ့လား ရှင်တို့ရွှေဆိုင်တွေရောင်းဝဖို့အတွက် promotion လုပ်လိုက်ပြီးရင်ဟိုရွက်ကောက်ပွဲဝင်ပြိုင်မှုအတွက်ခေါ်လိုက်နေဆိုတော့အဲ့ဒီအမှုပညာရှင်တွေရောရှင်တို့ရောအခုချီးတွင်းနေရလောက်နေပဲအကုန်လုံးကအတိလားနော်ပြီးသူလူတို့ဆိုတာရှင်တို့မှမရှိဘူးအနာဂတ်ဆိုတာရှင်တို့မှမရှိဘူးရည်မှန်းချက်မျှော်လင့်ချက်တိုင်းပြည်ရည်မှန်းချက်တိုင်းပြည်မျှော်လင့်ချက်ဆိုတာရှင်တို့မှဘာမှမရှိဘူးရှင်တို့မျှော်လင့်တာရှင်တို့အတွက်ပဲရှင်တို့ဘလို့ဘောမရမလဲဘယ်နာကနေဘလို့သွားပြီးတော့ကုန်းရက်ကမလဲနော်ရှင်တို့အဲ့အရာတွေကိုပဲစဉ်းစားပြီးတော့တစ်ချိန်လုံးရှင်တို့ဒါတွေနဲ့ပဲစောက်လို့ရှုပ်နေကြတာအဲ့တော့ရှင်တို့ရဲ့လားရလမ်းတွေဒါအစပဲရှိသေးတယ်ဒါအစပဲရှိသေးတယ် ီရွေးကောက်ပွဲကြီးတစ်ဖွဲ့တည်းပြိုင်တာတစုတည်းပြိုင်တာလူတစုတည်းပြိုင်တာအဲ့ဒီလူတစုကောင်းစားဖို့အတွက်ကိုလည်းရှင်တို့တွေကပြည်သူလူထုပခုံးနေဖို့ကိုတက်နင်းပြီးတော့မှရှင်တို့သွားနေကြတာနော်အဲ့ဒီအတွက်ရှင်တို့ရဲ့တမိုင်းရလည်းလာမှာမဟုတ်ဘူးရှင်တို့ကအခုတည်းကနာမည်သိနေပြီလူသာမသိသေးတာရှင်တို့နာမည်ကသိနေပြီနော်အဲ့တော့ဒီရွေးကောက်ပွဲကိုရှင်တို့ကအသေးအတန်ပြိုင်ကျင်မှာပေါ့လိုချင်မှာပေါ့နေရာတခုဒီစစ်ကောင်စီကိုရှင်တို့နိုင်စေချင်မှာပေါ့ရှင်တို့လှုပ်ထားတာတွေကလက်လုံကြက်တုံတွေဖြစ်နေပြီလေတကယ်လို့တာ အဲ့ဒီအာနာယူတက်တိုက်ကြရှုံသွားပြီဆိုလို့ရှိရင်ရှင်တို့ကလည်းမျောပြီးပါသွားမယ်အမိုက်တက်လိုက်ပြီလေရှင်တို့ပြည်သူလူထုကြားထဲမှာပြန်ပြီးတော့ရှင်သန်မှုအရန်ခက်ခဲသွားပြီဘာလို့လဲဆိုရင်ပြည်သူလူထုရဲ့သတွေးကွက်ထဲမှာရှင်တို့ကရှင်သန်ရတော့ရှင်တို့ကိုကျင့်ဖယ်တော့မှာရှင်တို့ကိုယွန်းစရာတရားတွေအဖြစ်ကဲဒါတော့အမှန်ပဲနော် အဲဆိုဒီနေ့မှလည်းအားလုံးသိတိုင်းပဲเนาะဒီအချက်ဖတ်မင်းအောင်လည်းရွေးကောက်ပွဲအတွက်ဇလန်းတပုတ်ရှိုက်မှတင်ဆက်လာတယ်ပေါ့เนาะမြင့်မြတ်ပါတယ်နေတိုးပါတယ်ပေါ့เนาะအေးချမောင်ပါတယ်တခြားအမှုပြန်ရှင်လည်းပါတယ်ပေါ့เนาะအဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့ကိုကြည့်မှဆိုတော်တော်ကြီးဝေဖန်မှုများနေတာပေါ့เนาะအဲ့တော့ပြောတဲ့ပြောတဲ့လူတွေပြောပြီးပြီပေါ့เนาะအဲ့ထက်မှဆိုးဆုံးကတော့เนาะ PDF တီကူပဲလမ်းမရောက်တယ်လို့ပုံစံနေပြောတာဟာနေပေါ့เนาะပြီးတော့ရွေးကောက်ပွဲကို လာမထိနဲ့ထိရင်အာချိန်ချောက်ထားတဲ့ပုံစံတွေပေါ့နော်ဥုံခိုင်ပြောတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အဓိကအဆိုးဆုံးကတော့ဒီ2021ရေခင်းဆိုတာသူတို့ကိုယ်တိုင်သူတို့ကိုယ်တိုင်ပါခဲ့တဲ့ရေခင်းတော့သူတို့ကိုယ်တိုင်ဥဆောင်ခဲ့တဲ့အထဲမှာပါတယ်နော်အပြီးမှသူတို့ကဟိုကြပြောင်းကပြောင်းပြောင်းသွားတယ်ပြီးတော့ဒီဥစ္စာကိုပဲသူတို့ကခုပြောင်းပြန်လှန်ပြီးတော့အာဒါဒီဟိုသူတို့ကဟိုစစ်တပ်ကပဲမှန်တယ်လို့နဲ့ဝါလာဖြန့်ပြီးတဲ့အထဲမှာသူတို့ကပါပြီးကူပြီးနေတယ်ပေါ့နော် ဲ့တော့ဒီလောက်ရိုစရာကောင်းတဲ့အနုပညာရှင်တော့မရှိဘူးเนาะအနုပညာရှင်တော့မခေါ်လို့မရပါဘူးเนาะအဲ့တော့ဒီနေ့မှာထွက်လာတဲ့ဇာတ်ကားထဲမှာဆိုရင်တော့အများကြီးပါတယ်ဗောနော် ATM မှာဥအောင်ခိုင်ပြောတဲ့အခန်းလေးအပိုက်နည်းလေးကြည့်အောင်เนาะအသေးပေါက်လုံးလို့ပါရင်နားလေးကတို့အလုတ်လုတ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာဟာသွားပြီးတော့နဲတောင်နဲသေးတယ်ဟမ်ဟေးဂျုံတော့တခါတည်းတတိပေးထားမယ်เนาะလာမဲ့ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်ကောဟာဦးတိုက်ကောတကယ်လော်ပြီးပဲဦးတိုက်ကောအစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ်ပြောထားနော်อืมအစိုးရဆိုတာ တကယ်ပြောရင်တကယ်လောက်တယ်နော်အေးခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲရမထွက်ရပဲနေလိမ့်မယ်အိမ်သားလေးပေါ့နော်အိမ်သားလေးပေါ့နော်ဒါကတော့ PDO တိုင်းရဲ့ချင်းချောက်တာပေါ့နော်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်ဘာမှမလုပ်အောင်လို့သူတို့ကခုချိန်မှာဆိုဝါရဖြတ်စကားကြီးရိုက်ပြီးမှဒီလိုမျိုးလုပ်နေတာဖြစ်ပါရဲ့နော်ဒီတက်ဆိုးတဲ့ highlight အများရှိတယ်နော် PDF တီကိုဟိုလမ်းမရောက်တယ်လို့လို့ပဲ ပြောတဲ့ပုံစံထိုးချတဲ့ပုံစံတွေပေါ့အများကြီးရှိသေးတယ်ပေါ့နော်ဒီဇကားကိုမကြည့်စေချင်လို့တမင်မပြတော့ဒါပေမဲ့ဒီမှာကတော့ဒီအောက်ဥောက်ခိုင်ပြောတဲ့ဟာတော်တော်ကိုပေါ့နော်ဒါအသေးပေါက်လို့လို့ပေါ့နော်ဒီကိစ္စရွေးကောက်ပွဲကမြန်မာပြည်ကကြောက်တဲ့ကြားတဲ့ပို့ပြီးစိုးတဲ့အခြေအနေတွေရောက်မယ်ဆိုတာသူတို့လည်းသိရနော်ရွေးကောက်ပွဲတာသူတို့လှုပ်ပြီးတော့ဖြစ်သွားကြည့်ဒီစစ်ပွဲကလည်းကြာရှည်သွားမယ့်အပြင်ကိုပို့ပြီးတော့စိုးမယ်လူတွေပို့သေးအောင်မယ်အခုဆိုရင်စစ်မှုထမ်းဥပဒေနဲ့ဆွဲလို့တည်သွားတဲ့လူငယ်တွေဘယ်နှယောက်ရှိပြီလဲ သူတို့သားသမီးမပါတယ်သူတို့လုံနေသူတို့သားသမီးမရှိတိုင်းပေါ့နော်ဒီကောင်တွေကအဲ့တော့တော်တော်ဆိုးတဲ့ကောင်တွေပေါ့နော်အဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့ဒီ reaction လုပ်ပေးထားတဲ့ကိုစီးရဲ့ပြီးတော့တစ်ချက်ကြည့်ကြအောင်နော်မြန်မာပြည်ကအမှုပညာတဲ့တချို့ဟာလေတော်တော်ကိုစိတ်ဓာတ်တွေအောက်တန်းကျမှာနော်ငါဝင်းဝါဖို့ဘလောက်ပဲတိတဲ့အောက်တန်းစားတွေမပြောရင်နိုင်တော့မယ်။နော်အခုမင်းအောင်မှရဲ့အတူအောင်ရွေးကောက်ပွဲမှာဆောက်ရှက်မရှိဝါရဖြန့်ချီရေကဝင်ရိုက်တဲ့စောက်ွက်တွေမှတ်ထားပါ။ဒါပြည်သူတိုက်ရိုက်စော်ထားတာ တော့အဲ့ဒီမှာနေဝေးဆိုရင်မဟာဂျိုင်အောင်စောက်ခွက်ပြောင်းပြောင်းနဲ့လာရဲလေးတွေငါလုံးမသားတဲ့လူဘဝချက်ကဘယ်လောက်လူဘဝရဲ့ထိတာအဲမင်းတို့လည်းတိုင်းပြည်မှာပြည်သူအပေါ်ကိုမယက်တည်နိုင်အောင်မှဒီမတရားတဲ့အရာကြီးကိုတရားပါတယ်လို့တော့ဝင်မယက်ကြနိုင်ဘူးကွာဒါကလူစိတ်မဲ့တဲ့အရာဖြစ်သွားပြီဒါနောက်တိုင်းပြည်လုံးကမီးရှို့နေတဲ့ဘုံကျဲနေတဲ့နေ့စဉ်တက်ပြတ်နေတဲ့လိန်နဲ့ဘုံကျဲတာမင်းတို့အမြင်ဒါတွေကိုမင်းတို့ဘလို့စိတ်နဲ့ဒီလိုစကားမျိုးတွေပြောပြီးဒီအလုပ်တွေလုပ်လို့ရတာစဉ်းစားလို့မတတ်ဘူးမှတ်ကြည့်ပါဟုတ်တာအားလုံးကဒီဘုံမှာတွေ့နေကြမှာပါနော် မတိပါမဟုတ်ဘူးဒီလိုရင်ချက်ဘုံတော်တိုင်းတော်လိုက်ရင်မဟုတ်ဘူးဟဲ့နေတိုးဆိုကိုရခိုင်ပြည်သူမျက်နှာမှာမကြည့်ကွာဒီလောက်စီးလုံးညှို့တဲ့နော်အောက်ထည့်ရခိုင်ပြည်သူတွေတလောက်လောက်နေတဲ့ဟာကိုမင်းတို့တွေအနေနဲ့မပါနိုင်တော့မှလွတ်လွတ်လပ်လပ်တော့ရန်သူအားမေးမလုပ်နဲ့လေအခုကရခိုင်တပြည်လုံးမှာစီးစီးငက်ငက်ကြည်အောင်ဘုံကျဲနေတဲ့စစ်တပ်ကိုအတန်တိတ်လိုက်ဟုတ်တယ် ်မနာကြဘူးလားမနာကြတာမတွေးမတွေးတတ်ဘူးငါတို့ကတော့ဟိုမထင်တော့ဘူးတော့တောင်းဟိုမျက်နှာပြောင်းမယ်အတိုင်းဒီအင်းနဲ့ပြည်သူပေါ်ကိုတော့ရုံမှကြားလိမ့်မယ်လို့မထင်တော့ဘူးလားเนาะမကြီးမကြီးမကြီးမိလို့ရည်ချက်တွေမှားတယ်ဘိတ်ပါဆရာမတရားမြင်နေပြောရမယ်ဆိုရင်တရားတွေများနေတဲ့အတိုင်းဒီကိုတရားတွေပျောက်ကင်းသွားအောင်လုပ်ပေးနိုင်မှာစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့အဒီတိုင်းဒီတရားများတာဘယ်လိုလုပ်လို့ပြည်သူတွေလုပ်လို့ မင်းတို့လည်းအဲ့ဒီစကအဲ့ဒီဒိုင်ယန်တော့နေပြောတာမရှက်ဘူးလားဟိုကောင်းကြတာပါ DVD ရုပ်ရှင်ကရိုက်တဲ့ကောင်ကိုမင်းကြည့်စမ်းပါကမင်းတို့ရတာကောင်အဲ့ဒီဒိုင်ယန်တော့စကလုံးနေပြောတာမင်းတို့ပါဇက်ကြီးမရဘူးလားဒီတိုင်းဒီဒိုင်ယန်နေရနေတယ်ဆိုအောင်အဲ့ဒီဒိုင်ယန်ရတာဘယ်သူလောက်ထားတယ်ငါတို့ပြည်သူကလောက်ထားတဲ့ဒိုင်ယန်လားဒီစစ်ခွေးတွေကလှုပ်လို့တိုင်းပြည်ကပြက်ကလာအေးချမ်းနေတဲ့တိုင်းပြည်ထိုးတက်နေတဲ့တိုင်းပြည်ဟမ်အားရောင်းဒီမတော်ရဘူးလို့ဟုတ်ပါ ်ခုလည်းမေရိုးရဲ့ဒီဝဲဝေကောင်းလေးဒီကတော့အများရအောင်ဆက်တော့လေဘာလို့ဖြစ်ချင်တယ်လဲကျော်ကိုစီပြောတာပန်းမယ်နော်သူတို့တွေက2021အရင်ကြုံခဲ့လို့နောက်မှာပေါ့နော်အသက်ကြီးလာတယ်လို့ဒါသူတို့ကတော့ဒီကဲထားတော့2021တက်မပြည့်သေးဘူးဒီမှာတက်ပြည့်လာတယ်လူတွေမလို့တိတ်နားမလဲလို့ပြောနေဆိုတာနည်းနည်းလက်ခံပြီးလို့ရသေးတယ်ဒီအရေးကြီးမှာဒီကောင်းလေးခေါင်းဆောင်ခဲ့တယ်អော်ခဲ့တယ်ပြီးတော့မှရှက်မရှိဘူးပြောတဲ့ပုံစံသူတို့ကလို့ပြောရတယ်နော်ဒီစကားတော်ရှက်ဖို့ခေါင်းတယ်ဟိုတယောက်ကနေဝင်းလို့ အနေဝင်ဆိုရင်ကြည့်မနေ့တနေ့ကလည်းမှာမဟာရှာယုံလာသေးတယ်ဟမ်စောက်ွက်လာပြောင်းလာကြည့်မင်းတို့ဘောမအတိုင်းဝိုင်းရပါပြည်သူဆိုတာစောက်ပြူးစိုက်ဆရာမလို့အဲ့လိုတတ်မှတ်ထားတာမြန်မာပြည်သူလောက်စိတ်တဘောထားကောင်းတာမြန်မာပြည်သူပဲရှိတယ်နော်ကြည့်လားသူများပြည်သူနဲ့ဆိုမင်းတို့တွေမပါဘယ်နှလောင်းထွက်သွားပြီလဲမသိဘူးမြန်မာပြည်သူတွေကတကယ်ကိုစေတနာဟိုဘယ်လိုကတော့တစ်ဖက်တန်းထိခိုက်နစ်နာအောင်လေတော်တော်မလောက်တဲ့ပြည်သူတွေမှာပါနေဘောပြည်သူတော်ကြည့် တော့ဒီဘွားပြည်သူတွေဘယ်လိုလုပ်လဲဟမ်မလာထိုင်ထိုင်းနိုင်ငံတိတော့အခုလက်ရှိကျွန်တော်ပြောမယ်နော်ဘောမာတွေထိုင်းနိုင်ငံကိုလာတယ်ဟိုသူတို့ရဲ့တဘောကတော့ငါတို့တွားနေတာကွာဒီကောင်တွေဘာမှလုပ်လို့မရဘူးထင်လိမ့်မယ်ထိုင်းမှာရှိတဲ့လူငယ်တွေအတော်များများပြောစကားဆိုတာကနားထောင်ကြတယ်အရင်ခေတ်ကလိုမျိုးမဟုတ်ကြတော့ဘူးတင်မလို့နေမလို့ကောင်တွေအများကြီးနော်ထိုင်းဘက်ဝင်လေးတပေါင်းတပေါင်းပြေးလိုက်ရင်လုတ်ချင်တယ်လုတ်မဲ့ကောင်တွေတဘောကြီးအဲ့ဒီကလေးတွေအားလုံးဟာ လူလိုအတိတ်တရားရှိကြတဲ့အတွက်မင်းတို့တွေကောင်းကောင်းဟောနေဖြစ်နေတယ်နောက်တစ်ခုကဒီတိုင်းမှာရောက်တဲ့အင်အားစုတွေအားလုံးဟာထိုင်းနိုင်ငံရဲ့အချုပ်ချာအာဏာဥပဒေကိုထိခိုက်သွားမဲ့အရာမျိုးဒီကာလမှာအရန်လေးထားကြအကုန်ဝိုင်းထိန်နေကြတယ်ဒါကြောင့်မို့လို့ပြည်သူတို့မင်းတို့ရှောက်တော့ပါနဲ့မင်းတို့တွေလူဘဝတော့များနေပြီနော်အခုနေဝင်းတို့ဆိုကြည့်ဟမ်ထိုင်းမှာခက်နေနေလားမင်းတို့တွေဘာလဲပြည်သူလီးလံပြတာစောက်ဘူးမဆိုင်ဘူးဆိုတဲ့စောက်ဘူးမဆိုင်ကိုယ်လင်းပြောကွာငါတို့ကတော့စစ်တပ်ပဲအားပေးမယ်မင်းတို့စစ်တပ်အားပေးလို့မင်းတို့မချင်လီးပဲဆိုလီးပဲရောက်သားမပြီးတဲပြောမင်းတို့တဲပြောရဲတာပြောလိုက် ဖြည်းဖြည်းလေးပဲအာဟိုပြည်သူဘလုံးလုံးဘာလုံးလုံးလောက်ပြီးတော့အဲ့အနောက်ပွဲတိုင်းအဆုံးထိုးမဲ့ကောင်မျိုးတွေငါတို့ပြည်သူလိုမရှိဘူးဟမ်မင်းတို့အောက်တန်းစားတွေမင်းတို့ဝင်းတထွာလောက်ပဲမင်းတို့တိတဲ့ကောင်တွေနော်အမှုပညာကိုငွေနဲ့တန်ဖိုးဖြတ်တဲ့ကောင်တွေမင်းတို့တို့ကျင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်မှာမဟုတ်ဘောဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက် စစ်တပ်အုပ်ချုပ်လာတဲ့မလို့ကြီးမှုရွေးကောက်ပွဲလုပ်လို့မလို့ကြီးဆိုရွေးကောက်ပွဲက2020ရွေးကောက်ပွဲကမင်းတို့အမေတွေဟမ်မတာချတဲ့ပွဲလား2020မှာပြည်သူကရွေးခဲ့ပြီလေရွေးကောက်ပွဲကိုရွေးခဲ့ပြီရွေးကောက်ပွဲဆိုတာပြည်သူရွေးချယ်တာကိုလက်ခံရတဲ့ပွဲပေါ့ဘူးလားနိုင်ကျင်တဲ့လူကသူတို့နိုင်မှကျင်တတ်ရတဲ့ပွဲလားကဲအဲ့ဒါဆိုရင်ငါနဲ့ပါတီထောင်မယ်ကွာငါမနိုင်မရှိဒီရွေးကောက်ပွဲကမဲလိန်နဲ့မဲခိုးတဲ့အတရားနဲ့တော့ငါအော်ဂျင်နယ်အော်မယ်ဖြစ်လားရလား ဒါပေမဲ့လက်ရှိမြန်မာပြည်မှာအခုလက်ရှိဒီကောင်တွေအဲ့လိုအော်နေကြတာမဟုတ်ဘူးလားဟမ်ဒါကိုဆောက်ရှက်မရှိမင်းတို့တွေဆန်နဲ့ထွက်ပြတော့မင်းတို့ဆော့ခွက်တွေမင်းတို့မင်းတို့တွေဒါဆိုတကယ်တရုတ်ဆောင်ခဲ့တာပေါ့ဟုတ်လားယူမှုကောင်းလိုက်တာကွာတကယ်ပဲကောင်းပြတာမထင်သာဘူးတော့နေဝင်တို့ဘာလို့ဆိုအဲ့လိုမျိုးဆော့ခွက်ပြောင်းရဲနေမှာမထင်သာဘူးဒါတမင်တက်တက်ကိုဟိုခက်ရမ်းရမ်းပြောရင်လီးလံပြရတဲ့ကွာပဲဗျာပြည်သူကိုတော့ငါတို့ပြည်သူတွေပြောတာတော်လိုင်းရဲ့ပတ်သက်လို့မလုံနိုင်နေနေတော်လိုင်းမလုံတဲ့သူကိုဘယ်ပြည်သူမှလည်းအပြစ်ပြောဖို့မရှိဘူးပြောတယ်ကောင်ဆောက်ယူဖို့လို့ပြောတာ တော်နိုင်မလုပ်တဲ့သူကိုအဖြစ်ပြောလို့မရဘာလို့လဲလူတွေကသူ့အကြောင်းတရားအမျိုးမျိုးရှိတယ်မင်းတို့မလုပ်ပဲခိုင်းတယ်မင်းတို့ဝင်မင်းတို့ရှာစားမင်းတို့ကဘယ်သူမှအဖြစ်မပြောဘူးလေးမျိုးလူဆဲတယ်ဆိုတာလေးမျိုးစောက်ခွက်မချုံမရှင်နဲ့ BC ဆိုတာဘာလဲမအဲ့ဒါတော်နိုင်ပြည်သူစော်ကားတာဘာနာမလို့လေးမျိုးလူထဆဲတာရှင်းလားအဲ့လေးမျိုးတွတ်သူဂီတာတွတ်တီးချင်းဆိုရမယ်ဘယ်သူမှလေးမျိုးထဆဲမနေဘူးအဲ့နားလေအမှုပညာကအမှုပညာလောက်တာမှတ်တယ် เนาะဒါပေမဲ့အမှုပညာဓမ္မအမှုပညာလုပ်တယ်ဆိုပြီးတော့ဒီတတိုင်းပြည်လုံးမီးရှို့နေတက်ပြက်နေဘုံကျဲနေတဲ့ကောင်တွေအားရဝအောင်သူတို့တို့အထောက်ကူဖြစ်တော့အောင်သူတို့တို့အပွင့်ရေးရအောင်ဒီလိုမျိုးလုပ်တာတော့ဒါပြည်သူကိုတိုက်ရိုက်စော်ကားတာလေကွာเนาะလက်ရှိမြန်မာနိုင်ငံလူဦးရေရဲ့အများစုမင်းတို့အခုအာဏာတိုင်းရတဲ့စစ်တပ်ကိုလက်ခံလားမခံဘူးလားဆိုတာမင်းတို့အမှုပညာဖက်ကွက်စားတာကောင်တွေတကောင်မှမကြည့်တာဟမ်ဘာလို့မှတော့ အမေဒေါ်အောင်ဆန်းစုကြည်အာနာရတဲ့အချိန်ဘေးနားအလှရဲ့တွားခဲ့တဲ့စောက်ခွက်တွေအခုကျတော့စောက်ချက်မရှိဘူးမိတို့တွေကိုပြောမယ်နော်ဒီတော်လန်ရဲဟာရှစ်ခစ်တော်လန်ရဲတယ်လို့ကြောက်အောင်ရောကြောက်ရောနဲ့စစ်တပ်နိုင်ဝါမဲ့ထင်ရင်တော့ကြိုက်တယ်လို့လုပ်ကြတယ်ကြိုက်တယ်လို့လုပ်မပြောဘူးနော်ဒါပေမဲ့ငါတို့တော်လန်ရဲဘက်ကနိုင်တဲ့နေ့မိတို့စောက်ခွက်တွေအဲ့တိုင်းပြင်နေတယ်နော်စောက်ချက်မရှိတဲ့ရုပ်နဲ့ကျွန်တော်တို့ကအသေးခိုင်းလို့ပါ policy တော့အသေးရိုက်ခိုင်းလို့ပါကျွန်တော်ကျွန်တော်တို့ဘလို့ချိန်ချောက်ပြီးလုပ်လို့ပါလာမပြောနဲ့မင်းတို့ချိန်ချောက်ပြီးလုပ်လို့ရှိရင်မင်းတို့နိုင်ငံထုတ်ပြလို့ရတယ် နော်မင်းတို့ကောင်ကတတိယနိုင်ငံသွားပြေးတယ်ဘယ်သူမှမင်းတို့မစိမ်းဘူးအခုကဘာလဲကွာတိုင်းပြည်လုံးဘုံကျဲတက်ပြတ်နေနောက်နောက်တစ်ခုရှိတာကဥပဒေကြောင်းရကြည့်ဦးမင်းအောင်နိုင်အာဏာသိမ်းတာမနဲ့9နာရီမနဲ့9နာရီမှာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတော်ရဲ့တမလားကိုဖမ်းပြီးတော့မနဲ့9နာရီမှာကာလုံခေါ်ပြီးအာဏာသိမ်းတာအဲ့တော့မင်းအောင်နိုင်ဒီဥပဒေကြောင်းရအာဏာသိမ်းတာဟုတ်လားမဟုတ်ဘူးလားဥပဒေမဲ့လက်နဲ့အာကိုနဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာလူမိုင်းအုံတိတယ် တော့လူမှုရေးရကြည့်မလားပြည်သူအများစုလက်မခံတဲ့အဖွဲ့အစည်းဒီစစ်တပ်ဟာလက်ရှိချိန်မှာတလိုင်းပြည်လုံးချက်စီးတဲ့အဖွဲ့အစည်းเนาะဥပဒေကြောင်းရကြည့်ပြန်တယ်ဥပဒေမဲ့အာဏာသိမ်းပြီးတော့လက်ရှိရာဒူးတွေတော့မင်းအောင်နိုင်အောင်ဥပဒေမဲ့ယူထားတာဟမ်ယာယီတမနာတို့တမနာတို့ရဲ့ဥပဒေတွေတွက်ကြည့်လိုက်တစ်ဖက်မှာနိုင်ငံဝန်ထမ်းဖြစ်နေတော့ယာယီတမနာဖြစ်ဖြစ်တမနာနဲ့တာဝန်ထမ်းဆောင်လိုက်တာနဲ့တစ်ဖက်နိုင်ငံဝန်ထမ်းအော်တိုပြုတ်လက်ရှိမင်းအောင်နိုင်ရာဒူးပြည်ကူယူထားတယ်အဲ့တော့လောက်ချင်တိုင်းလောက်နေတဲ့ယာဇဝိကောင်ရဲ့ နောက်လိုက်အားပေးတာဒါဟာတိုင်းကိုတစ္ဆာဖောက်တာပဲမင်းတို့အခုဒီလိုမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲမှာပါဝင်တဲ့ကောင်အကုန်လုံးဟာတိုင်းပြည်ကိုတစ္ဆာဖောက်တာအဲ့ဒါနိုင်ငံတော်ပုံကံမှုမှာထတ်တူကျူးလွန်ကြတဲ့ကောင်တွေဥပဒေညမင်းတို့ပြစ်မှုမြောက်တယ်နော်အကောင်းဆုံးတာဒါကြောင့်မလို့တော်လိုင်းရင်မင်းတို့အေးမင်းတို့ဘလို့တွက်လိုက်တော့မတည်ဘူးကောနော်ငါတို့တော်လိုင်းရင်ကိုမင်းတို့မနိုင်ပါဘူးကွာဒီကောင်တွေတော်လိုင်းရင်ပြီးသွားမယ်ဆိုကြိုက်ကြလို့လို့မပြောဘူးအဲ့ဒါဆိုလို့လူမျိုးလို့ဒါပေမဲ့အေးငါတို့တော်လိုင်းရင်နိုင်သွားရင်တော့အဲ့ဒီစောက်ွက်တွေအဲ့ဒီစောက်ချိုးတွေအဲ့တိုင်းမရအောင်မှတ်ထားလိုက်အကောင်းပြောတာ သင်ကတည်းကရှင်ကပြပဲဘာကမလို့ကျွန်တော်တို့ပြည်သူဘက်ကဒုံပြီးကျွန်တော်ပြောနေတာပြည်သူပြက်သားပါပြည်သူတယောက်ချင်းစီတိုင်းကပြက်သားကြပါဘယ်ဘက်ကိုရက်ဒီမှာပြက်ပြက်သားသားရက်ဒီလိုက်အကြောက်တရားတွေဘေးပြလိုက်ခင်ဗျားတို့ကြောက်လားတော်လန်ရုပ်မလို့ဘေးထိုင်နေဒါပေမဲ့ဒီလိုမျိုးတိုင်းပြည်ဖြစ်နေတဲ့ကောင်တွေကိုအားပေးအားမြောက်တော့ပြုတ်ပြီးတော့တိုင်းပြည်ကိုဝိုင်းမဖြတ်ကြပါနဲ့နော်အဲ့တော့မင်းတို့ဒီအမှုပညာဓမ္မဆိုတဲ့အဲဒီမှာလေတကယ်ပြည်သူဘက်ကပလန်ကန်ရက်ဒီတဲ့အမှုပညာဓမ္မတွေတေတောင်ကုန်မပြောက်ဘူး မင်းတို့ကောင်းလေဘာတွေလုပ်ပိုင်ခွင့်ရမလဲဘာတွေရတယ်ဟမ်ဒါပေမဲ့မင်းတို့တမိုင်းကြောက်မထင်တာစောင့်ရှက်မရှိဆက်လို့နော်အဖေနဲ့သားများစကားရိုက်ခဲ့တယ်ဒီနေ့ထိအဲ့ဒီတမိုင်းကြောက်ဟမ်အဖေနဲ့သားများဆိုလို့ရှိရင်လူတွေဘလုံးမြင်တယ်အေးအဲ့ဒါအဖေပဲနိုင်ငံရေးနဲ့ပတ်သက်လာအဲ့ဒါတော့အရင်ကတည်းကဒါတော့မဆိုသေးဘူးနော် အရင်ခေတ်ကအနေထားပြည်သူကလုံးနဲ့ခြံတစ်ဖက်လောက်ပဲရှိသေးတယ်။အခုခေတ်မှာပြည်သူကတက်တက်ကိုပွဲထွက်ပြီးတော့လုံးဝအောင်လက်မခံပဲစောနေတဲ့အချိန်မှာမင်းတို့တွေဒီလိုပြောင်းလို့ရဲတယ်ဆိုရင်ဒါဟာပြည်သူကိုတိုက်ရိုက်စိတ်ခေါ်တာပဲ။နော်။ဇော်မဲလုံးကိုယ်တိုင်ပြောထားတာရှိတယ်။အကျန့်ဖက်ဓမ္မအနေနဲ့အတူရှင်တွဲနေထိုင်ပေါင်းဖက်လောက်ကရင်ကျေနော်ကုစီတုံးတစ်ထပ်ဗီဒီယိုဖိုင်ဖြစ်မှာနော်အဲ့တော့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့လည်းတော်တော်ကိုပြောစရာဖြစ်တယ်လို့ပြောထားတဲ့ဟာတွေအားလုံးကလည်း day ကြီးပေါ့နော်ဟို ခွေဝေးလေကြောင်ဖက်နေအဲ့လိုမျိုးဝါရဖြန့်ရိုက်ကူတာမဟုတ်ဘူးနဲ့ဒက်ကိုရိုက်ထားတာပေါ့နော်ဒီရွေးကောက်ပွဲဆိုလဲဒက်ဒီ PDF ဆိုလဲဒက်ကိုရိုက်ပြောထားတဲ့အတွက်ပေါ့နော်တော်တော်ကိုဆူဆူရွရွပါနော်တရုတ်ဆောင်တဲ့အဖွဲ့တွေကတော့အဲဘယ်လိုမှမလဲမင်းအွန်လိုင်းဘောကိုမှအမှရိုက်ထားဆိုတည်ထားပါတယ်နော်ခုနပြောသလိုပဲနေတူးလို့ပါလို့ဆိုရင်ဒီတော်လိုင်းမှာဆိုလက်သုံးချောင်းထောင်ပြီးမှပြောလာခဲ့တဲ့ခေါင်းတွေပေါ့နော်အခုပဲတမိုင်းကိုပဲမိသွားလားဘာဖြစ်သွားလဲပြောတဲ့စကားတွေကလုံးဝပေါ့နော်ရှက်မရှက်ဘူးလားဘာဖြစ်လို့ဒီမျိုးစကားတွေပြောရတာလဲမသိဘူးပေါ့နော်သူတို့ဒိုင်ယာလော့တွေပြောတဲ့အခါမှာကိုစီပြောသလိုပဲနော် တော်တော်ကိုသူတို့ရဲ့ octopus site ကဘယ်လောက်တောင်မှဆိုးရွားမလဲစဉ်းစားလို့မရဘူးเนาะအဲ့တော့ဘာပဲပြောအခုချိန်မှာဆိုရင်သူတို့ကတော့အာဒီ tollan ရဲ့တစ်ဖက်မှာရက်လိုက်ပြီပေါ့เนาะအဲ့တော့အရင်ဆုံးကတော့ကျွန်တော်ပြည်သူတွေအနေနဲ့ဒီ boycott စပြီးမှသူတို့ကလုံးဝလိုပါတယ်ပြီးပြီဆိုရင်ဒီလူပညာရှင်တွေနဲ့ပတ်သက်ပြီးဆိုရင်တော့ကျွန်တော်တို့ကထပ်ပြီးတော့သတိထားရမယ့်အရေးအရာကြီးလည်းအများကြီးရှိလာတယ်ပေါ့เนาะနောက်ပြီးတော့ခုနကကိုစီပြောသလိုပဲဒီ မင်းအောင်လိုင်းရွေးကောက်ပွဲကိုထောက်ခံပြီးအခုလိုမျိုးပြောလိုက်တဲ့စကားလုံးတွေအားလုံးကဒါကပြစ်မှုမြောက်ပါတယ်နော်အဲတော့ online ပြီးသွားရင်ဒီအပြစ်ဒဏ်တွေအတွက်ခံရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲနော်အစားဆုံးကြည့်ပေးကြတယ်မြို့မပြည်သူရောက်စင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကျမ်းဖတ်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်ပေးဘေးအနေပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ